တကြမ်းဆိုတဲ့စကားလုံးကြားလိုက်မိရင်တော့မြမတို့ရဲ့အသွေးအသားအတွေးတွေထဲမှာတင်းပြန့်လာတဲ့ဘရောက်ဘန်ရနဲ့အနေနဲ့အတူကြည်နူးပျော်ရွှင်ရတဲ့အခိုက်အတန့်အမတ်တရားတွေကိုဖော်ကျူးနိုင်တဲ့စကားလုံးလေးဖြစ်ပါတယ်။ဒီစိတ်ဒီကာလရှောင်းရင်တော့နားရဲဆွေးမြဲစွာကြားနေရတဲ့တကြံတေးတန်နေဟာဆိုရင်လေမရိုးနိုင်ပဲနဲ့နှုတ်ဖျားထက်မှာတည်ကျူးမိလိုက်အောင်တံပိုးမဖြတ်နိုင်နဲ့မြမတို့ရဲ့နှစ်သက်ကိုအတာတကြံဟာဆိုရင်တော့ ယူနက်စကိုအဖွဲ့အစည်းအနေကမ္ဘာအမွေနေ့တစ်ခုအဖြစ်တံပိုးထားရမယ့် Drummet ရိုးရအမွေနေ့စင်ကိုမှတ်တမ်းဝင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒါကြောင့်မြန်မာတို့ရဲ့တံပိုးထားအပ်တဲ့သင်ကြံဆိုတဲ့ဝဟရာနဲ့အတူတမိုင်းကြောင့်အရာတွေကိုတော့နားဆင်သူတွေသိရှိစေဖို့အတွက်တင်ဆက်ပေးကြပါမယ်။သင်ကြံဆိုတဲ့ဝဟရာဆိုရင်တော့ပါဠိဘာသာကနေစဉ်သက်လာပြီးတော့သင်ကြံတားလို့ခေါ်တဲ့တက္ကတာဘာသာကနေလည်းစဉ်သက်လာတဲ့ဝဟရာဖြစ်ပါတယ်။ သင်ကြံတာဆိုတာကတော့ကိုပြောင်းခြင်းလို့လည်းအနေအထိပ်ပဲရပါတယ်။တပေါင်းလာမှာတော့မြန်မာနှစ်တစ်နှစ်ကုန်ဆုံးပြီးတော့ဖင်ဟုံးကိုပြီးတော့တကူလာမှာနှစ်သက်ကြုံရတဲ့ကာလနှစ်သက်ကိုပြောင်းတဲ့ကာလမှာတော့မြန်မာရိုးရာနှစ်သက်ကိုအတာတကြံပွဲကိုဆင်နွှဲကြရလေဖြစ်ပါတယ်။မြန်မာရိုးရဲ့အတာတကြံဟာဆိုရင်တော့ဟိန္ဒူရဲ့အယူဝါဒအနေနဲ့ဇင်သက်လာတဲ့ရာဇဝင်လည်းရှိပါတယ်။ တကြားမင်းနဲ့ပြမမင်းကြီးကိုအငင်းပွားကြရမှာတော့တကြားမင်းကနိုင်တာကြောင့်ပြမမင်းကြီးရဲ့အူကောင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ပြမမင်းကြီးကတကိုးကြီးလွန်လာတာကြောင့်သူ့ရဲ့အူကောင်ကြီးကိုပင်လယ်ထဲပြစ်ချလိုက်ရင်ရွှေခမ်းမှာဖြစ်ပြီးတော့ညည်းကြီးပေါ်မှာခြိုင်းမီးလောင်ပျက်စီးကြမှာလည်းဖြစ်ပါတယ်။လေတဲ့ကိုပြလာရင်လေတတော်ရီအားလုံးမိလောက်ကြမှာလဲဖြစ်တာကြောင့်တကြမင်းကဘယ်နေရာမှမထားလို့ပဲနဲ့လက်ထဲမှာပဲကြိုင်ထားရပါတော့တယ် နောက်ပိုင်းမှာတော့တကိုးကြီးရဲ့နမင်းကြီးတွေကတာဝန်လွှဲပြီးတော့တနှစ်မှာတော့နမင်းတစ်ပါးဦးကောင်းကြီးကိုထိမ့်သိမ်းထားဖို့မိတ်ဆိုပါတယ်။ဦးကောင်းကြီးကိုတော့တဦးလက်ကနေတဦးလွှဲမဲ့အချိန်အတိကြာကိုတော့ပုံနာရုကတွက်ချက်ကြပြီးတော့အဲ့ဒီအကူပြောင်းကာလာကိုသင်္ကတားလို့ခေါ်ဆိုကြပါတယ်။နှစ်တစ်နှစ်ပြည့်ရဲ့ဆိုပြီးတော့လဲတတ်မှတ်ကြပါတယ်။ဒီကာလမှာတော့တရားမင်းက လူပြည်မှာကောင်းမှုကုသိုလ်ထွန်းကားစေဖို့နဲ့ဗုဒ္ဓသာသနာပြန်ပွားစေဖို့အတွက်ဆိုပြီးတော့လူပြည်စင်ကဆောင်ရွက်လေးလည်းရှိပါတယ်။မတန်းနီကိုမသားချရလို့လည်းဆိုကြပါတယ်။ကောင်းသူတွေကိုတော့ရွှေပေလာမှာရွှေမှတ်ပြီးတော့မကောင်းသူတွေကိုတော့ခွေးတရေမှာရွှေမှတ်တယ်လို့လည်းအဆိုရှိကြပါတယ်။ဒါပြင်ဖျားရှင်လက်ထက်ကတော့မှနက်နဲ့တကြားလို့ဟာဆိုရင်တရားနာလို့ရင်တော့ညတကောင်ကျော်လူသူကင်းရှင်းတဲ့အချိန်မှပဲလာလေးရှိရဲ့သင်ကြားရရှိပါတယ်။ မင်္ဂလာတုတ်အာနာပါနာတုတ်ဒါရီကိုတော့ညာအချိန်မှာဟောကြားခဲ့တဲ့တုတ်တွေပဲဖြစ်ပါတယ်အကြောင်းကတော့လူတို့ရဲ့ဝဲထဲမှာအစာဟောင်းနှံ့နေကိုနှတ်တော်ကမခံနိုင်တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်ဒါကြောင့်သင်ချက်မှာတော့ဒါကြောင့်မင်းကလူတို့ကြားစင်နေဆိုတဲ့အပြောကတော့မဖြစ်နိုင်ပါဘူးဘလို့ပဲဖြစ်ဖြစ်အခုပြောပြခဲ့တဲ့အကြောင်းအရာဆိုရင်တော့ဒါကြောင့်မင်းစင်နေဆိုပေမဲ့ရွှေလောင်းနဲ့အကြောင်းအရာမှာတော့မပါဝင်သေးပါဘူး နောက်ပိုင်းကာလာတွေကိုရှောင်းမှာပဲနှစ်သက်ကိုအေးချမ်းစွာကြိုဆိုတဲ့သဘောအနေနဲ့ရွှေပတ်တာရွှေလောင်းတာစော်ကစားလာကြဖြစ်ပါတယ်။ဒါပေမဲ့ကာလာရွှေကြလာတဲ့အခါမှာတော့တကြံတကြားမင်းနဲ့ရွှေပတ်တာတွေဟာဆိုရင်တော့ဇလန်းအဖြစ်ဆိုရင်တော့တတိုင်းဖြစ်လာပါတော့တယ်။ဒါကြောင့်တကြားမင်းဟာဆိုရင် အကြံနေမှာလူပြည့်ကိုဆင်းပြီးတော့အတန်းနေမှာလူပြည့်ရာနေပြန်တက်ပါတယ်။ဒီလိုနဲ့ဆင်ပွားဇလန်းနေညာစွာထွက်ပေါ်လာတာပဲဖြစ်ပါတယ်။သိပ္ပံပညာအကြောင်းအရာရာဆိုရင်တော့ ဘီနီပညာရက်နဲ့ဆက်ဆက်ကောင်းဆက်ဆက်နေပါတယ်။ကဘာကြီးကနေကိုလှက်ပက်ခြင်းကိုတော့မိသားရှာတရားနဲ့စကြည့်ရင်တိတ်တမီထုံမယားတို့ရောက်တဲ့အခါမှာတော့သူရိယတိတ်တထချံအရာ365ရက်6:12မိနစ်38စက္ကန့်ဖြည့်ပြီးတော့တနင်္ဂနွေရဝီဖုဒ္ဓဂျိုဆင်ကနေမိသားရှာတိအစတုံညာဧတာကိုဝင်တယ်လို့သတ်မှတ်ခါနှင်ဟောင်းကုံဆုံးပြီးတော့နှစ်သက်ကိုကိုပြောင်းရောက်ရှိရလို့ဆိုပါတယ် တကြံကြရလို့သတ်မှတ်ပါရဒါပေမဲ့နှစ်သစ်ကိုအမှန်တကယ်ကိုရဲ့အချိန်ဟာဆိုရင်တော့နောက်ထပ်2ရက်4နာရီ4မိနစ်နဲ့40စက္ကန့်ကြာမှလည်းဖြစ်ပါတယ်ဒီလိုနေသွားရလမ်းကိုတော့ဆက်နဲ့ရှာသေးခွင်းနဲ့ညိနှိုင်းထွက်ချက်ပြီးတော့မှ လာပြတ်ကတိန်3နဲ့မြမာရီအတွက်ကတော့တကူလာတွဲမှတကြံကြရောက်ပါတယ်တဘာဝကြတာတကူကတော့တကူဆိုတဲ့ဝေါ်ဟာရတာကိုကနေစက်တက်လာတာဖြစ်ပြီးတော့ တနင်္ဂနွေရက်ရဝီဖုတ်တာဂျိုစင်ရနေပြီးတော့မိသားရွာတွေကိုကူပြောင်းတယ်လို့ရွေရွေပြီးတော့ရွှေမြမပညာရှိကတမတ်အမိပေးခဲ့တာပါနောက်ထပ်ယူဆပုံတစ်မျိုးဟာဆိုရင်တော့တန်းဆိုတာကတော့ထန်းလို့ခေါ်ပြီးတော့ခူးဆိုတာကတော့ခူးဆက်တယ်လို့အထိပ္ပယ်ရပါတယ်ဒါကြောင့်ထန်းသည်ခူးရလားလို့အထိပ္ပယ်ရပါတယ်တနစ်ဆိုရဲကာလအပိုင်းအခြားမြန်မာလူမျိုးတို့ရဲ့တကြံနဲ့တကြံအကြအတက်တွက်ချက်တဲ့နီးတကြံကြပြီးဖြစ်တဲ့ဆိုပေမဲ့ မျက်သစ်ကိုချက်ချင်းမကူးချသေးတာဘာကြောင့်လဲအတာပြင်းနှစ်ဆိုတာရောဘာလဲဒီအကြောင်းအရာတွေကိုဆက်ပြီးတော့ရှင်းပြကြမှာသေးရဲ့တဲကြံဆိုတာကတော့အရှိမရှင်းပြခဲ့ပြီးသလိုပါပဲတဲကြံတောင်းဆိုရက်တက္ကတာတရွတ်တန်နဲ့တင်ကျန်းဆိုရက်မြန်မာစကားကြီးဖြစ်ပေါ်လာတာဖြစ်ပါတယ်တင်ကတာရဲ့အနက်ဟာဆိုရင်တော့ခုပြောင်းတာတဏီယာနေတဏီယောက်ရောက်ရှိတာဆိုပြီးတော့အထိပ္ပယ်ရပါတယ် မြန်မာလူမျိုးတို့ရဲ့ကျင်းပအမြဲဖြစ်တဲ့စနေရသည့်ပွဲတော်မှာတကြံရေသပင်ပွဲတော်ဟာဆိုရင်တော့အလွန်ကြီးကျယ်ခမ်းနားစွာဆင်နွှဲကြတဲ့ရေသပင်ပွဲတော်ကြီးဖြစ်ပါတယ်။ဒီတကြံရေသပင်ပွဲတော်ဟာဆိုရင်တော့ဘယ်လူမျိုးတို့ရဲ့ရင်ကျင်းမှုတွေကနေစဉ်သက်လာတယ်။ဘာကြောင့်တကြံကြချိန်တက်ချိန်ဆိုပြီးဖြစ်လာတယ်ဆိုတဲ့အချက်တွေကတော့ဘယ်ရင်တွေ့ရကြနေကိုတော့လေ့လာဖို့လိုအပ်ပါတယ်။မြမဘရင်နေလက်ထက်ဝင်ရောက်အမှုထမ်းပြီးတော့တကြံတွေ့ရကြဝေတင်ကကြံ အတီတီတကြန်းနေ့ဒီလိုနဲ့မဟာသေးကြစာတွေထုတ်ပြီးတော့စီးပွားရှာခဲ့ကြပါတယ်။တကြန်းတကရစ်ဒီလိုအကြောင်းအရာတွေနဲ့ဆက်လင်းပြီးတော့လဲတကြမင်းနဲ့မြမမင်းတို့အချင်းဖြစ်ပွားပြီးတော့ကဝါလမိုင်းဆရာထံမှာအဆုံးဖြတ်ဝင်တဲ့အခါမှာတော့ပြမမင်းရရှုံးတာကြောင့်တကြမင်းကပြမမင်းရဲ့ဦးခေါင်ကိုဖြတ်ပြီးတော့တသမီးခုနှစ်ပုတ်အလဲကျကိန်းဆောင်စီရဲဆိုတဲ့အကြောင်းအရာကြီးလေးရှိခဲ့ပါသေးရဲ့ ဖျားပိရကတ်တော်တွေမှာတော့တကြံကြတာတတတာဆိုတဲ့အကြောင်းတွေကတော့မပဝင်ခဲ့ပါဘူး။တတင်းကျိုးတဆောင်မုံလာတွေမှာကျင်ပါတဲ့လက်ခတ်ပွဲသမင်းတွေအကြောင်းတွေမှာသာဖော်ပြထားပါတယ်။ဒါပေမဲ့ကဘာပေါ်မှာရှိတဲ့လူမျိုးတွေရဲ့ပိုင်ဆိုင်တဲ့ဒလိထုံထက်အစိမ်းလာတွေရှာနှစ်ဆန်းရက်တွေတတ်မှတ်ကြရပါတယ်။သိုးဆောင်လူမျိုးတွေနဲ့သူတို့ရဲ့အယူဝါဒကိုကျင့်သုံးတဲ့လူမျိုးအပေါင်းတွေဟာဆိုရင်တော့ဇန်နဝါရီလ10ရက်နေ့ကသာနှစ်ဆန်းတရက်နေ့ဖြစ်ပြီးတော့ဒီဇင်ဘာလ31ရက်နေ့ညတကောင်မတိုင်မီအခါ နှစ်သက်ကိုရက်ကျိုးပျော်ပွဲရှင်ဘွားတွေဇမ်းပါကြပါတယ်။တချို့ကလည်းဖះเจ้าနေမှာနှစ်သက်ကိုအချိန်ခါတွေမှာစွတောင်းမြတ်တာတွေပို့သားကြပါတယ်။ဒါအိုလေတိုးဆောင်နှစ်ကိုတကြံလို့ခေါ်ဆိုနိုင်ပါတယ်။တရုတ်လူမျိုးတွေမှာလည်းနှစ်သက်ကိုပွဲတော်ကိုတော့ဖေဖော်ဝါရီလအတွဲမှာ အကြီးကျယ်ဇမ်းပါကြသလိုပဲဟိန္ဒူဘင်္ဂါလီလူမျိုးတွေဟာဆိုရင်လည်းမတ်လအတွဲမှာသူတို့လူမျိုးအချင်းချင်းစိင်းရီရီနဲ့မြတ်တာရေစင်းနဲ့လောင်ကြပြီးတော့ နှစ်သက်ကိုတကြံပေါ်တော်ရီကိုပျော်ရွှင်စွာနဲ့ကျင်းပကြပါရစေ။မြန်မာလူမျိုးတွေရဲ့နှစ်သက်ကိုတကြံပေါ်တော်ဟာဆိုရင်လေတကြီးဝါကြီးတွေကိုခေါင်းလျှော်လက်သက်ညှက်ပေးတာနောက်ပြီးတော့ဝေယဝိဆပြုလုပ်ပြီးတဲ့အကြောင်းအရာတွေနဲ့အတူကုသိုလ်ရှုတာဒီတကြံကာလအတွင်းမှာတော့တကြီးရွယ်အရင်းနဲ့အတူတချို့လူငယ်တွေဟာဆိုရင်တော့တရားစခန်းတွေဝင်ပြီးတော့ကုသိုလ်တရားတွေပွားများကြပါတယ်။တချို့လူငယ်တွေဟာဆိုရင်လေတုံးနဲ့တူအလွန်အကျူအပြန်လန်ရေကစားတာတွေ ။နောက်ပြီးတော့အပြိုင်ဆိုင်ဇာကနိုင်တန်ဆက်တွေနဲ့ပျော်ဝဲရှင်ဘွားတွေနဲ့အပြိုင်အဆိုင်ကျင်းပကြတာလည်းဖြစ်ပါတယ်။ပကံခိနရတိဟာပတိမင်းလက်ထက်မိဖုရားဆုံးလုံးနဲ့ရွေးဘက်ကစားရမှာတော့ဘရင်ကအကြည်စားလွန်လာကြောင်းစောလုံးကစိတ်ဆိုးပြီးတော့ဘရင်ကိုတေချောင်းချန်တာကြောင့်စောလုံးကိုမျက်ခံခဲ့ရတယ်ဆိုရက်ဖြစ်ရဲ့အလျှောက်တကြံရေကစားတဲ့အလေးဟာဆိုရင်တော့ပကံခိကတဲ့ကတော့မှရှိခဲ့ပြီလို့မှတ်ယူလို့ရပါတယ် အတားတကြံတစ်ချိန်ကနေနောက်တစ်ချိန်ကာလဟာဆိုရင်တော့တနှစ်တာအပိုင်းခြားကာလလေးဖြစ်ပါတယ်။စကြဝဠာအတွင်းမှာရှိရဲ့ဂျုံနက်ခတ်တရားရီမှာတော့သူရိယနေမင်းကိုဗဟုပြုပြီးတော့လှည့်လည်သွားလာတဲ့အခါဂျပန်မြောက်တဲ့ကာလကတနှစ်အပိုင်းခြားကာလဖြစ်ပါတယ်။ဒီအပိုင်းခြားကာလဟာဆိုရင်တော့365ရက်6နာရီ12မိနစ်39စက္ကန့်ဖြစ်ပါတယ်။ဒီသင်္ချာကဲအရသူရိယတိတ်တထအကြံမှာဖော်ပြချက်အရစတူးယုကနှစ်ပေါင်း လေးတန်းသုံးသိန်း2000မှာတော့တာရရပောင်းနေရနေတွေ့ရတဲ့အချိန်ကာလဖြစ်ပါတယ်။အနောက်နိုင်ငံရဲ့ခေတ်သည်နှက်ခတ်ပညာအချမ်းကြီးအရှာရာသီတစ်နှစ်ကို365ရက်9နာရီ49မိနစ်46စက္ကန့်ဖြစ်ပါတယ်။ဒီလိုလှည့်လည်သွားနေရနေသွားလမ်းဆောင်ဝန်းမှာတော့ရာသီ၁၂ရာသီပိုင်းခြားပြီးတော့ပထမမိသားရာသီအစတုံညအန်တာဟာဆိုလို့ရှင်တော့အာတာဝဏီနှက်ခတ်နေတနင်္ဂနွေနေ့ ရဝိဖုဒ္ဓကျိုရှန်တဲ့အခါမှာတော့အတာသင်းချန်ကြပါတယ်။အိန္ဒိယလူမျိုးတွေဟာဆိုရင်လေအိဒီအချိန်ခါကနေစပြီးတော့တစ်သက်ဆန်းချင်ကိုယူလာလေးဖြစ်ပါတယ်။ကကြံနဲ့ပတ်သက်တဲ့တမိုင်းအချက်လက်တွေကဘလို့ပဲကွဲပြားနေစေကမူလက်ရှိမှာတော့ပတောင်ပန်းတီပွဲနဲ့တကူလာမှာကျင်းပါတယ်အတာသင်းရွှေသပင်ပွဲတော်ကိုတော့မြန်မာနိုင်ငံမှာအစီကားဆုံးနဲ့အကြီးကျယ်အခမ်းအနားဆုံးမြန်မာနှစ်သက်ကိုပွဲတော်အဖြစ်နဲ့နှစ်စဉ်ကျင်းပလျက်ရှိရလေးဖြစ်ပါတယ်။ မန္တတေမှာတော့ဒကြံရှိန်နေတဲ့လှပြုတ်ဖြူတွေကစီဝါညီကလှပစွာကပြဖြောပြေးကြပါတယ်။မုံလုံးရှိပေါ်တွေကျွေးတဲ့အလေးထားဟာဆိုရင်ကျေးလဲမျိုးပြမကျန်ကျင်သုံးလျက်ရှိတဲ့စတူဒီတာတစ်မျိုးပါ။မုံလုံးရှိပေါ်တွေမှာအစာထွက်ထားတဲ့ထညက်ခဲအစာငရုတိတောင်းတွေကိုထဲသွင်းပြီးတော့စားခြင်းစပွဲရောင်းတော်ကျွေးတတ်တာလေချစ်စရာနောက်ပြောင်ကြတဲ့အလေးထားတစ်ခုလည်းဖြစ်ပါတယ်။ရွှေကင်ကလာရီတုံးကတပြေခန့်နဲ့ ငွေဖလားကိုအသုံးပြုပြီးတော့ရေကစားကြတယ်လို့အဆိုရှိခဲ့တယ်ဆိုပေမဲ့ဒီကနေ့ခင်မတော့ရေတနက်တွေနဲ့အတူခင်မီရေပိုက်တွေကိုအသုံးပြုပြီးတော့အတာတကြံရေသပင်ပွဲတော်ကိုခင်နဲ့အညီမန်တက်ဒေတီဆောက်ကကြီးကျယ်ခမ်းနားစွာနဲ့ကျမ္မဆွေနွယ်လျက်ရှိရလေဖြစ်ပါတယ်။တကြံရေသပင်ပွဲတော်ဟာဆိုရင်တော့တော်ရော်မြို့ပါမကျန်အုံအုံကျွတ်ကျွတ်ပျော်ရွှင်ကြတဲ့ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ တချို့မျိုးတွေမှာတော့အိုမဲတုတ်တဲ့ဓလေ့ဟာဆိုရင်ပျော်ရွှင်ပွဲချစ်စရာကောင်းတဲ့အလေးထားတစ်ခုလည်းဖြစ်သလိုတောင်ရော်ရင်းနဲ့တချို့မျိုးတွေမှာလည်းမိန်ကလေးတွေကိုရွှေလောင်းခွေတောင်းကရွှေလောင်းရေပတ်တဲ့မြမဟန်ကိုလည်းတွေ့ရမှာဖြစ်ပါတယ်။တကြံကာလာတွင်မှာတော့ဥပုပ်သီလာစောင့်တီကတရားပဝနာပွားစားတဲ့သူတွေလည်းရှိသလိုရွှေကစားတဲ့သူတွေကလည်းရွှေကစားတဲ့သူတွေအလျောက်ရေပတ်ခံတဲ့သူတွေရွှေလောင်းရေပတ်သူတွေနဲ့အစီကားလာပါတယ်။ ကိုလေးလက်ဝန်းနဲ့မပေါ်မပါအမျိုးသမီးတွေကြောင်ဝန်ထမ်းဆောင်နေရတဲ့ဝန်ထမ်းတွေနဲ့ဘာသာရေးပုဂ္ဂိုလ်တွေဖြစ်တဲ့ဖုန်ကြီးရွှေဟန်တီလာရှင်ဥပုပ်တွေကိုတော့ရေပတ်တာနဲ့ရှောင်ကျဉ်ကြတာလေချစ်စရာကောင်းတဲ့အလေးထားတစ်ခုလည်းဖြစ်ပါတယ်။လက်ရှိအချိန်အတာတကြံကာလမှာကျင်းပတဲ့ဆင်နွှဲကြတဲ့ပုံစံပဲဖြစ်ပါတယ်။တချို့ကမျိုးကြီးတွေမှာမန်တက်တွေတိဆောက်ပြီးတော့ရေကစားကြရမှာအရင်တော့ကတကြံရှိန်အကားအလှတွေစာခေပေါ်ဒေဂီတာတွေနဲ့ ဝဆားစီရင်မှုအမျိုးမျိုးတွေနဲ့တွင်တွင်ကြကြဖြောပြေလာတာကိုလည်းမြင်ရပါတယ်။ခေဟောင်းငွေဖလားတွေနဲ့အတူတပြေခတ်ရင်ကျိမှုတွေခေတ္တကေတာအကားအလှရင်ကျိမှုတွေနဲ့ရောထွေးလျက်ရှိရဲဆိုပေမဲ့တကြဟာဆိုရင်တော့မြန်မာပြည်သူပြည်သားတိုင်းပျော်ရွှင်ရတဲ့အကြီးကျယ်အခမ်းအနားဆုံးသောနှစ်သက်ကိုပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။မြမရှူရနှစ်သက်ကိုအတာတကြံပွဲတော်ကိုတော့ UNESCO ရဲ့လူသားမျိုးနွယ်ဆိုင်ရာ drumet ရှင်ကျိမှုအမွေးနေဆဲမှာပါဝင်နိုင်စေဖို့အတွက်အဆိုပြုစာရွက်ကိုတော့ UNESCO drumet ရှင်ကျိမှုအမွေးနေကော်မတီထံသာသနာရေးနှင့်ရင်ကျိမှုဝင်ကြီးဌာနက2023ခုနှစ်မတ်လ24ရက်နေ့မှာပေးပို့တင်သွင်းခဲ့တာလည်းဖြစ်ပါတယ်။2024ခုနှစ်ဒီဇင်ဘာလ5ရက်နေ့မှာတော့ပါရာဂွေးနိုင်ငံအာဆွန်စီယွန်မြို့မှာကျင်းပတဲ့16ချိန်မြောက် drumet ရှင်ကျိမှုအမွေးနေညီလာခံကနေပြီးတော့ မြမရိုးရနှစ်သက်ကိုအတာတချံပွဲတော်ကိုတော့ကဘာဒရမစ်ရင်ကျင်းမှုအမွေးနဲ့ဆဲမှာထဲသွင်းကြောင်းကိုတော့တရားဝင်အဆုံးဖြတ်အတည်ပြုကြေညာခဲ့ရလဲဖြစ်ပါတယ်ရှင်။အခုဒီဗီဒီယိုလေးကိုအဆုံးသတ်ရနေကျမတို့ရဲ့ channel ကိုအားပေးနေကြတဲ့ပရိသတ်တွေရောဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေရောမြမနှစ်သက်ကိုအခါသမယမှနေစပြီးတော့ကောင်းမြတ်တဲ့ကံတရားအခွင့်လန်းတွေနဲ့အတူကျမရွှင်လန်းအေးချမ်းရတဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေ။ ကြံတိုင်းအောင်လို့ဆောင်းတိုင်းမြောက်ကြပါစေလို့ကျမတို့ရဲ့ channel အဖွဲ့သားတွေအားလုံးကနေပြီးတော့စွတ်တောင်းမြတ်တာပို့သားလိုက်ပါရရှင်။